ယနေ့ခေတ်မှာတင်သည့် talk ခုခေါ်သောစကားလုံးကိုကြားပူကြပါပြီ talk ဆိုသည်မှာ point of care testing ဟုခေါ်သည် talk အများဆုံးအသုံးပြုသောအမျိုးအစားမှာတွေးတကြစစ်ဆေးခြင်းဖြစ်ပြီးဒင်းကိုတဲ့အိမ်တွင်ပြင်ပလူနာဆေးကန်းတွင်တိုးမဟုတ်ဆေးရုံတွင်ပြုလုပ်နိုင်သည်ဒင်းသည်တဲ့အိမ်ထဲတွင်တည်ဆောင်နိုင်သောတင်းငယ်သောစက်တလုံးသာဖြစ်သည်တင်ဒီတက်လက်ချောင်းကိုထိုး၍သွေးကိုထုတ်ယူပြီးထိုးသွေးကိုဆက်ကဆစ်ဆေးပြီးတင့်သွေးတကြားအတွက်နိဗာတိကြသောဂျာလက်ကိုပေးသည့ ဟုတ်ခင်ဗျာဘူအခြားအခြေအနေများတွေလည်းအသုံးပြုနိုင်သည်ယနေ့ခေတ်တွင် epithelial arterial blood gas ဟုခေါ်သောအရာကိုကုလုပ်ကြပြီးခြင်းသည်ဘယ်ဖောက်ချနိုင်သောအခြေအနေတစ်ခုဖြစ်သည်ထောက်ခင်ဗျာဘူအသုံးပြုရလွယ်ကူပြီးလုံခြုံမှုရှိကယုံကြည်ရလောက်သည်မိသည့်နေရာတွင်မဆိုအသုံးပြုနိုင်ပြီးတင်သွားရာရာသို့တည်ဆောင်နိုင်သည်ထို့သောဒီနို့ကိုစံချိန်ဆန်ညွှန်းထားရန်လိုအပ်သည်စံချိန်ဆန်ညွှန်းထားသောကုမ္ပဏီများကိုအသုံးပြုရမည် စက်ကအလုံးလုံးနေမှုမှန်ကန်ကြောင်းဆရာဝန်နှင့်အုံမန်စစ်ဆေးရမည်အချင်းချင်းအသုံးပြုမှုကြောင့်တခါတရံဆက်များကမှားယွင်းသောရလက်များပေးနိုင်သည်ထို့ကြောင့်မတိချမှုရှိသည့်အခါတွင် Fox ဆက်များကိုစံချိန်စံညွှန်းထားသောတခွဲခန်းများမှရရှိသောတခွဲခန်းတက်မှုများနှင့်နိုင်ရှင်စစ်ဆေးရမည်